ံအောင်နဲ့ဒီဒီမျက်နှာနဲ့တွဲပြီးတော့တိသွားအောင်လို့ကိုကိုကျွန်တော်စူးစမ်းခဲ့ရတယ်အဆက်မပြတ်ချပြတ်ရတယ်ဗောနော်အဆက်ပြတ်သွားလို့ရှိရင်ပိသက်ကအခုခစ်ကဘုကိုဆိုးတဲ့ဆိုတော့အဆက်ပြတ်သွားတယ်နောက်လို့ဝင်သွားတာတို့လည်းလမ်းကြောင်းတွေလွဲကုန်တာအချို့လည်းလူမှုရေးကိစ္စတွေနဲ့ဘေးရောက်ကုန်တာအမျိုးမျိုးပေါ့နော်အဓိကကိုရှောက်မလန့်အောင်တက်တက်မမရှောက်ဖို့လိုပါတယ် ရုပ်ရှင်မျိုးတော်လောက်တာကတော်တော်ကိုရည်ရွယ်ချက်ကောင်းပါလေဗျရုပ်ရှင်အစင်းတဲ့မြင့်မို့အတွက်ဒါလမ်းစာကြီးတစ်ခုပေါ့နော်လမ်းစာကြီးလို့ပြောလို့ရပါတယ်ဗျဒါကျွန်တော်တို့ကဟိုကျွန်တော်တို့ဖြစ်စီခြင်းနဲ့ရုပ်ရှင်မျိုးတော်ပါပဲအဲ့ဒါမဆက်ဆက်ပြောမှာပေါ့ဒါမဆက်ဘာလို့ဆိုတော့ ဒါမဆင်ရရုပ်ရှင်တို့ဆောင်တနန်းစင်းပြောက်ဖြစ်ခဲ့တယ်ဖြစ်ခဲ့တယ်ဆိုတော့မဆင်ရစပြောပါအခုတော့လာမျိုးတော့တနန်းစင်းမဟုတ်ခဲ့ပါဘူးမဆက်တို့တော့နှစ်မြင်ဆောင်84ဘာနှစ်ပေါင်း40လောက်ရှိနေပြီဆိုတာလေအဲတင်တာတင်တာဖြစ်တဲ့ဟိုတေုတ်ဆောင်တွေလည်းအများရှိတာပေါ့နော်အဓိကတော့ကိုလျှောက်တဲ့လမ်းရည်ရွယ်ချက်မှန်ဖို့လိုတယ်ပြက်ဇွဲရှိဖို့လိုတယ်အဲတရားမတရားလို့မဖြစ်ဘူးလေအဲ့တော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုပေါ့အများကြီးမူတည်တာပေါ့နော် အော်အမကတော့ဒီရုပ်ရှင်စီယုံအောင်ဖွင့်တဲ့သင်တန်းတော့မတက်ခဲ့ဘူး။ဒါပေမဲ့အမသက္ကဝါသူ့ဆောင်သင်တန်းစစ်တယောက်ပေါ့လေ။အဲ့ရနေဒီပညာလောကအဲ့ဒါသက္ကဝါလက်ခစားလေ။သက္ကဝါလက်ခစားတယ်ဟုတ်တယ်။အဲ့လိုပေါ့။အဓိကတော့အမှုပညာဆိုတာပြောလွယ်တယ်လို့အလုပ်အရင်ခက်တယ်။အဲလူတက်တန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ခဲရင်နေပြောတော့တာအမှုပညာတကယ်ပြင်းမနေရဲ့အဲ့တော့ဘယ်ရှိရှိနဲ့အောင်မြင်အောင်ကြိုးစားကြပါလို့ပြောချင်ပါတယ်။ အခုအခုကတော့ကံကောင်းတဲ့လူပြောလို့လည်းရတယ်အဲကံမကောင်းဘူးလို့ပြောလို့လည်းရတယ်ဘာလို့လဲဆိုတော့အခုအာအပြိုင်ဆိုင်တွေအများကြီးဖြစ်လာတယ်အခုကအပြိုင်တွေအများကြီးဖြစ်လာခါမှာကိုကဇက်တိုက်အောင်မြင်မှုလို့ရနေမှအဲဒါကပြည်သက်ရဲ့မျက်စိအောက်ကပြောက်မသွားတဲ့အမှုညာရှင်တယောက်ဖြစ်မှာပေါ့နော်နီလန်းနေစူးစားတဲ့နီလန်းနေအများကြီးဖြစ်တယ်လို့အဲ့ဒီကပြောက်မသွားဖို့လိုတယ်ဆိုတဲ့အဓိကအချက်ကလေးကိုလည်းသူတို့ပြပေးကြပါကြ ဥစ္စာတို့ပါကိုလျှောက်တဲ့လမ်းကိုရွေရွေချင်းမှန်မှန်လေးနဲ့သွားဖို့လိုတယ်လေ။ဒါပေမဲ့ဆိုတာအမှုပညာမှာလမ်းကြောင်းအများကြီးကဘေးကနေထိုးဖောက်တဲ့ကဏ္ဍလည်းအများကြီးပဲ။အချို့တွေလမ်းကြောင်းတွေလွဲကုန်တာ။အချို့တွေလူမှုရေးကိစ္စတွေနဲ့ဘေးရောက်ကုန်တာအမျိုးမျိုးပေါ့နော်။အဓိကကိုလျှောက်မလမ်းကိုတက်တက်မမလျှောက်ဖို့လိုပါလေ။ပြည်သက်မျိုးလုံးတွေမှာအလွတ်ရသွားအောင်ပေါ့နော်။ရန်အောင်နဲ့ဒီဒီမျက်နှာနဲ့တွဲပြီးတော့တိသွားအောင်လို့ကိုကိုတော်တော်ကြိုးစားခဲ့ရတယ်။တော်တော်ကိုနီးပေါင်း နီလမောင်းများစွာပေါ့နော်အဲ့တော့သူ့ရဲ့ကိုတက်ထားသမျှအမှုပညာတွေအကုန်လုံးချပြခဲ့ရတယ်ပေါ့နော်အဲ့လိုပဲဟိုအဆက်မပြတ်ချပြရတယ်ပေါ့နော်အဆက်ပြတ်သွားလို့ရှိရင်ပိဋကအခုခစ်ကဘုကိုဆိုရဲဆိုတော့အဆက်ပြတ်သွားတယ်နောက်လူဝင်သွားတာနောက်လူဝင်သွားတဲ့အခါမှာကိုကအဆက်မပြတ်ဖို့တူရကိုကဇက်တိုက်ကိုကိုဟိုအမြဲတမ်းအဲဇွဲရဲ့လုံးလိုက်ရဲ့ဝရိယရဲ့ထည့်ပြီးတော့မှဒီအမှုပညာကိုကြောင်မြောက်အောင်လို့ကြိုးစားနေကြတယ်ပေါ့နော်အဓိကတော့ယူသားပါ လူပညာပေါ်မှာယူသားပါယူယူသားနဲ့ကြိုးစားတာကအဲဘယ်တော့မဆိုဒါဟို nominate တဲ့ပထမလို့ပါပဲဗျအဓိကတော့ဒီလူပညာအလုပ်မှာကံဆိုတာကိုအများကြီးတွေ့ရပါတယ်။ဟောညံနဲ့ဝိရိယတော့ကိုကိုတိုင်းစိုက်ထုတ်ကြိုးစားနိုင်ပေမဲ့ကံဆိုတာအရင်ရေးကြည့်ရတဲ့အော်ဖျားတရားလည်းမမေ့သေးပါဘူး။ရုပ်ရှင်မျိုးတော့လောက်တာကတော်တော်ကိုရည်ရွယ်ချက်ကောင်းပါလေဗျ။ဒါမက်ဆန်နိုအင်တာဗျူးလည်းမနေ့ကတော့ကြည့်ရတယ်ရုပ်ရှင်မျိုးတော်ဆိုတာကကြာပါပြီဒါကိုစပြီးတော့တည်ထားတာပေါ့နော်။ အခုမှဒါဥတီဆိုတော့လက်ထက်မှာဒါကိုအကောင့်တွေပေါ်နိုင်တယ်ပြီးတော့အဲ့ဒါကိုလည်းအကိုတို့ကဒီအအမြန်ဆုံးအကောင့်တွေပေါ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်မနေ့ကမဆင်တို့ဟိုဟာတို့လာမျိုးတို့ပြောသလိုပဲကျွန်တော်တို့တက်တန်းမှာမှီသွားခြင်းနဲ့ပေါ့နော်ဒါကနောင်လာနောက်သားတွေအတွက်ကိုဒါဘူးတေးကဒါစပြီးတော့ဟိုဟိုအုံမြင့်ချထားတာပေါ့အောင်မြင့်အမြင့်ရမယ်ဒါရုပ်ရှင်အစင်းတိုင်းမြင့်မှုအတွက်ဒါလမ်းစာကြီးတစ်ခုပေါ့နော်လမ်းစာကြီးလို့ပြောလို့ရပါတယ်ဗျာ ဒါကျွန်တော်တို့ကဟိုကျွန်တော်တို့ဖြစ်စီခြင်းနဲ့အဲရုပ်ရှင်မျိုးတော်ပါပဲအဲကျွန်တော်တို့မမီကျွန်တော်တို့ဖြတ်သန်းတဲ့ဘဝမှာဒါမျိုးတွေမရှိခဲ့ဘူးအဲရုပ်ရှင်မျိုးတွေတခုဖြစ်လာတဲ့တော့ကျွန်တော်တို့အဲတကယ်ကိုအကြမ်းဝမ်းသာပါတယ်အဲကျွန်တော်တို့အခုဆိုလို့ရှိရင်တင့်မြင့်ဆောင်25အဲမန္တလေးရုပ်ရှင်စီယုံတိုးဆောင်တင်နန်းအဲဖွင့်ပွဲအမှတ်တရကိုလာပြီးအင်တာဗျူးတဲ့အတွက်အများကြီးဝမ်းသာပါတယ်နောက်ထပ်လဲအဲဒီတိုးဆောင်တင်နန်းဖွင့်တဲ့အခါမှာအဲ လင်းလက်လာမဲ့ကျေပွန်းနေအများကြီးဒီမှာလာပြီးတနန်းတက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဟိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ